안녕하세요여러분오늘은 D8 입니다이니야로 D8 ဖြစ်ပါတယ်ရှေးရမြောင်နေပေါ့เนาะဇာဒီနေ့တင်မဲ့ခြေတို့ဒီမီနင်းကတော့ဗာလဲဆိုလို့ရှိရင်ဂျင်းဆိုတဲ့ဟာလေးဖြစ်ပါတယ်ဂျင်းဒါဟိုမြင်မှုလဲလူလဲရှိမထင်နေဇာဂျင်းဆိုတာကဗာလဲဆိုရင်ဂျင်းကောတက်တေထောက်ထားဆိုတဲ့အဓိပ္ပာယ်ဒီနေ့ကနေစပြီးတော့ဒီလိုဟန်ကြတေးဥစ္စာလေးထည့်ပေးမယ်เนาะ တတိယကျတော့မရေးတယ်လေဘာမှတော့မဖြစ်ပါဘူးเนาะအဲကြောင့်မလို့ချင်းဆိုတာတတိထောက်ထားဆိုတဲ့အရေးရွယ်ကိုပြောချင်တာပါကျွန်တော်ဒါလေးကိုမှတ်ထားပေးမယ်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တော့ huxing ching huxing huxing ဆိုတာကြောင်းသားကိုပြောတာချင်းဆိုတာကကက်တတိထောက်ထားဆိုတာကတော့ဒါရဲ့အဓိပ္ပာယ်ပေါ့ပုံမှန်ရှယ်လို့တိထားရမှာကသူကအဲ့လိုမျိုးကက်ဆိုတဲ့အဓိပ္ပာယ်လည်းရပါတယ်เนาะ

출입증이라고 합니다. 출입증이라고 해요. 출입증이라고 해요. 출입소라가 아우인트라고별아바 둘레 한자. 나우르가 자로신 리아오 때문에 아 자물로 학생증 자나게 사원증 제로 영원 한게 출입증 소라 아우인트라게 야말로 자르마게 소레 리베가 증기발이 비나르고 신분증 신분소라가 꼬예 디블루 벼야 말래 꼬예 အဲကိုကိုရေးကိုတာဆိုတဲ့အဓိပ္ပာယ်လေရတယ်လို့ရှင်းပွန်းဆိုတာကကိုရဲ့နေရာတို့ကိုရဲ့ယာထူးတို့အဲ့လိုမျိုးအဓိပ္ပာယ်လည်းရှိတယ်ပေါ့နော်အချိန်နေလိုက်တော့ကွာနိုင်ပါတယ်ချင်းဆိုတာကဒီမှာကက်ဖြစ်တဲ့အတွက်ကြောင့်မလို့မပုံငင်ကက်ကိုပြောတာအဲကျတော့ကိုရဲ့ personal information တွေကိုမပုံငင်တာတဲ့ဟာကိုကက်ပေါ့နော်အဲအဲ့လိုမျိုးကက်ဆိုတော့ရှင်းပွန်းခြင်းမပုံငင်ကက် ပြီးလို့ရှိရင်ကျွန်တော်ကကိုရီးယားမှာနေနေတယ်ကိုရီးယားနိုင်ငံသားသား ID ကတ်ကိုဘယ်လိုခေါ်လဲဆိုရင်ဝဲကူကင်းသူနုတ်ချင်းတာကိုဟမ်နေတာဝဲကူကင်းဆိုတာကနိုင်ငံသား foreigner သူနုတ်ချင်းဆိုတာကမပုံတင်ထားတဲ့ကတ်ဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံသားသားတွေရဲ့ ID ကတ်ကိုဝဲကူကင်းသူနုတ်ချင်းတာကိုဟမ်နေတာဝဲကူကင်းသူနုတ်ချင်းလို့ခေါ်တယ် ပြီးနောက်တစ်ခုဂျင်းမြုံဆိုတာဒီမှာရှိရဲ့ဂျင်းဆိုတာကလည်းတက်တည်ထောက်ထားဖြစ်ပါတယ်ဂျင်းမြုံဆိုတာကကြတော့တကုတ်ခုတက်တည်ပြတယ်ဆိုတဲ့အဓိပ္ပာယ်ဆောဆိုတာကဆောတူစာရွက်စာတန်းပေါ့ကျွန်တော်တက်တည်ပြတယ်စာရွက်စာတန်းဆိုတော့အထောက်ထားကိုပြတယ်စာရွက်တီးပေါ့ကြတော့တခုခုကိုတက်တည်ပြတယ်စာရွက်တီးဆိုတော့အဲ့လိုထောက်ခံစာလို့ပါလို့ဒါတွေကိုလည်းဂျင်းမြုံဆိုလို့ခေါ်ပါတယ်ပြီးရင်ဂျင်း ချင်းအင်းဆိုတာကဘာကိုပြောရလဲချင်းအင်းချင်းအင်းဆိုတာကကြတော့တတိခံကိုပြောတာပါဥပမာတရားရုံးမှာဒီအမှုနဲ့ပတ်သက်ပြီးတော့တတိခံလိုက်ပေးတယ်ဗာညာဆိုလို့ရှိရင်အဲ့မှာရှိတဲ့တတိခံကိုချင်းအင်းနေတာကိုဟာမြေတာအင်းဆိုတာကလူကိုပြောတာညမနော်အဲကြတော့တတိလုံပေးတဲ့လူပေါ့ တရားပါလာပြင်မယ်ဆိုရင်ပြီးရင်တော့ဆောက်ကြတဲ့နှုတ်ကျင်ဒီမှာခုနပြောထားတဲ့နှုတ်ကျင်ဆိုတာကမပုံနေကဲအဲဒါကြတော့ဆောက်ကြဆိုတာကလုပ်ငန်းကိုပြောချင်တာပါအဲဒါကြောင့်မလို့ဆောက်ကြတဲ့နှုတ်ကျင်ဆိုတာကလုပ်ငန်း license ကိုပြောတာပါ ပြီးရင်နောက်တစ်ခုယုံစုခြင်းယုံစုခြင်းဆိုတာဖောက်ချဖို့ပြောခြင်းလားရမယ်နော်အဲကြတော့ယုံစုခြင်းဆိုတာကဖောက်ချလို့ချက်လန်လို့တခုခုဝယ်ပြီးပြီဆိုလို့ရှိရင်ချက်လို့ယုံစုခြင်းကျူစေရောဖောက်ချပေးပါဆိုပြီးတော့တောင်းလို့ရတယ်ရမယ်နော်အဲဒါကြောင့်မလို့ဒီနေ့တင်တဲ့ခြင်းဆိုတာကကက်တက်တီအထဝထဆိုတဲ့ ဒီလက်မှတ်ဆိုတဲ့ဒီလိုမျိုးအတိအပယ်ကိုဖော်ဆောင်ပါတယ်။အဲဒါကြောင့်မလို့ဒီ nature နဲ့ပတ်သက်တဲ့ meaning လေးတွေကိုချဲရှင်းပြပေးပါရစေ။အဲဆိုလို့ရှိရင်နောက်ဒီ video မှာဆိုလို့ရှိရင်လည်းတခြား meaning လေးကိုပြန်ပြီးတော့ရှင်းပြပေးမယ်နော်။အဲဒါကြောင့်မလို့ခုဒီ video ကြည့်ပြီးရောအော်နားလေတခုခုမတီးဘူး။ဘာညာဆိုလို့ရှိရင်လည်း comment လေးမှာမှတ်ထားရဆိုရင်ချဲကြည့်ပြီးရောပြန်ပြပေးမယ်။အမေနော်။ချဲရဲ့ခုဒီ YouTube channel လေးနေနဲ့ချဲရဲ့ဒီ Facebook account ပေါ့နော် Facebook ဒီ page လေးကို follow မလုပ်ရတဲ့ကလေးတွေလည်း follow လေးလုပ်ပေးပါလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်တော့မယ်ရော်ဘူး Chrome အညုံ